နေဆိုအားလုံးပြန်လေးပြည့်ကြိုဆိုလိုက်ပါတယ်ဒီနေ့စုဟာအားလုံးကို One Ahmed ဆိုတဲ့ပတရားမျိုးက Secret Beach လေးကိုခေါ်သွားမှာပဲဖြစ်ပါတယ်အဓိကတော့စုဟာအဲ့ဒီမှာ Sashimi Market လေးရှိတယ်ဆိုတော့ information လေးရထားလို့ပေါ့နော်ဆိုတော့စုနဲ့တူတူသွားရအောင်ဟာလမ်းလျှောက်သွားနေပါသေးတယ်ဆိုတော့အဲ့ဒါစီတမားဒီထဲကိုသူကားဝင်လို့မရဘူးလို့ပြောရပေါ့နော်ဆိုတော့လမ်းလျှောက်ပြီးတော့သွားပါမယ်ဒီကက beach ပေါ့နော် ။ပါပြီရှင်။ဒီ။မိဝိုင်းဝမ်ဘန်ဒီရှင်ဒီပါဝမ်ပါဆိုလို့အဲ့ဒီရှင်ပေါ့နော်။အဲဒီမှာကတကုံရဆော်လိုက်ရတဲ့အခြေလာကိုကြားတယ်။ဆိုတော့ Let's go. ဆိုဒီမှာဘာလာစားလဲဆိုတော့ဆာရှိမီလာစားတာပါ။အာ script script ဆာရှိမီပေါ့နော်။အာဒီဝါဆိုဒီနေ့အာနေ့ကျင်း2နာရီဒါမှမဟုတ်4နာရီပေါ့။အဲကြမ်းမှပြန်มาဆိုတော့ ဘီချ်မှာနည်းနည်းလေးချိန်နေတဲ့နားယူနေဆိုပြီးတော့လာခဲ့ရပါတော့။အဲအခန်းတော့ဆိုတာဆူနေတဲ့ဆူနေတဲ့ဒီဟိုတယ်အခန်းတော့ဆိုတာ check out လုပ်ခဲ့ပြီ။ဆိုတော့ let's go ဒီလိုဒီ beach လေးကိုရှာမတွေ့ရင် lost world ဆိုရဲဒီပေါ်နော်အာ adventure ဒီ game တွေအဲ့လိုမျိုးဆော်လို့ရတဲ့နေရာတစ်ခုရှိရဲအဲ့ဒါနဲ့နီးတယ်ပေါ့နော် Beijing ကပဲအဲ့တော့ဒီမှာတော်တော်များများဒီလိုမျိုး ဖြာလေးတွေနဲ့အဲဒီလို picnic ထွက်တယ်လို့ပေါ့နော်ထမင်းချိုင်းတွေထမင်းဘူးတွေနဲ့ဒီ beach လေးကိုလာလေးရှိရဲအဲ့ beach ကအာနှစ်ဖက်ရှိရဲပေါ့နော်ဟိုဘက်ချမ်းမာလေးရေကူးလို့ရတယ်လို့ဒီဘက်ချမ်းမာလေးရေကူးလို့ရတယ်ပေါ့နော်အာဆိုတော့နေရန်ပူပါဖြစ်တဲ့ တွက်ဆန်းလက်ကြီးကြောင့်မလို့နေဘူးရဲတော့ရေကူးလို့မရဘူးဆိုတော့အရင်ဆုံးဆိုရတာဂက်ဖြစ်တဲ့ဒီမှာဆာရှိမီမားကတ်ပေါ့နော်ဒီဆာရှိမီမားကတ်ကမနက်စိန်နိုင်ဆိုစောက်ဖွင့်ပြီသူကတော့သူမျိုးပဇွန်နေကနန်းနေထက်အဓိကတော့ squid နဲ့ငါးပေါ့နော် အဲ့ဒါအဲ့ဆာရှိမီတွေပို့ပြီးတော့များတယ်သူစီမှာအဲ့လိုအနောက်မှာသူဆက်လီလေးတွေနဲ့စကွတ်တွေဖမ်းနေဖမ်းပြီးွားတာနဲ့တခါတည်းသူဒီမှာဆာရှိမီလုပ်တယ်ပေါ့နော်ဆိုတော့အဲဘန်ကောက်မှာသူဒီစကွတ်ဆာရှိမီစားတာထက်ဒီမှာတော့ပို့ပြီးတော့ဘတ်ဂျက်လည်းပိုတန်တယ်ပေါ့နော်အဲဘန်ကောက်မှာဆိုဂျော့ဖဲတို့ဘာတို့မှာဆိုရင်တစ်ကောင်ကို160 120လောက်လောက်ရှိတယ်ဒီမှာဆိုတစ်ကောင်50ပဲ ဘတ်90ပေါ့နော်အဲ့တော့သူ script ကလည်းလုံးဝ fresh ဖြစ်တယ်ဆိုတော့အာမကြည့်ရဲသူတွေတော့ဒီလောက်ကလေးက please skip my video please ဒီမှာတော့ဒါသူတို့ကစာရှိမိစာမဲ့သူတွေပေါ့နော်လုံးဝချက်ချင်းလှီပေးနေရပဲဖြစ်ပါတယ်ဒီကတော့ script အကြီးကြီးရဒီမှာဘေးမှာတော့ခုနကအလက်ဆိုင်လေးပေါ့နော် တော့ squid ကို size မျိုးစုံရှိရယ် a squid လောက်ဆိုရင်တော့ तू อ่ะပတ်350အဲအလောက်လောက်ရှိရယ်ပေါ့เนาะ तू ကီလိုဂရမ်နဲ့သူတို့ချိန်တာလည်းရှိရယ်တချို့ကြတော့ဒီတိုင်းပဲအကောင်တစ်ကောင်ဘယ်လောက်ဆိုပြီးအပြည့်ရောင်းတာရှိရယ်ပေါ့เนาะ ဲ့တော့ဒီမှာတို့လီးနေရဆိုရင်ဒီဟာဆိုရင်အကြီး size ပေါ့နော်အဲ့တော့ဆိုတော့တို့ဒီဘာလုံးနေလဲလိုက်ပြီးတော့ဆော့လေးလာနေရပေါ့နော်အရင်ဆုံးအပြီးတော့ရင်တော့ဆိုတာ squid sashimi စားမှာပါဒါကတော့တို့ကအာ design ကတော့ squid အသေးထက်တော့အကြီးတွေပဲရောင်းနေဆိုင်လေးပေါ့နော်အလူတွေကတော့အုံကြက်ကြက်ပဲပြေးကျက်ညာပဲဆိုင်တသေးလေးတွေထဲမှာပေါ့နော်အားလုံးမှဆိုင်ရတကယ်တမ်းဆိုရင်တော့ပေါ့နော်ခုနှစ်ဆိုင်လောက်ပဲရှိရဒါမဲ့လေလူကအပြည့်ပဲ ဲအဲ့ဆိုရင်တော့ဆုနဲ့တူတူ square size ရှိမိလေးရင်စားလိုက်ကြရအောင်เนาะ exotic food ပုံစံလေးဖြစ်သွားမှာလို့ခုလိုမျိုးအော်စားရှိမိစားတာကို မကြည့်နိုင်ဘူးဆိုရင်တော့ video လေးကိုခုရဲကြော်သွားပေးပါเนาะကျေးဇူးပါစကားတဲ့တည်ပါလေအစိမ့်ပေါ့နော်ဟုတ်ပါဟုတ်ပါ 嗯，那什嘛，那不要平时常尾巴，啊，臭臭嘛。你先出哎？

เอาสลัดายังก่อนว่าเป็นอะไรเนี่ยจ้ะน้ำมันมีสลีเนี่ยแพงเนี่ยเดี๋ยวดีมาเออมีซาชิมไม่กลับบ่อนน่ามีลูกค้าโอเคเตรียมเฟรชไปเดี๋ยวมันเนาะไปดูเนี่ยมันซาดูมาซาเนี่ย เม่รนนี่ลูกมาอยู่กับแม่ค่ะครับเดี๋ยวแม่จะไปพี่หมวยมีอีกวันก็ขายยังไง ဒီဟာတော့ဆိုဒီမှာတို့ပြီးထားရပေါ့နော်အငမုတ်ရယ်ဒီဆိုင်ရပေါ့နော်ငမုတ်ရယ်ပြီးွားရယ်နောက်ဆက်ငါးနှစ်မျိုးပေါ့နော်အဲ့ဒါရယ်ဆာရှင်းပြီးပါဆိုတော့ဒါလေးစမ်းမယ်ပေါ့နော်ဒါဒီဘေးမှာ sauce ပါတယ်ဒါနည်းနည်းပြင်နေပါတယ်ပေါ့နော်အဲ့ဆော့စ်နဲ့စားမယ်ပြီးရင်ဆိုတော့ဝါဆာဘီကြိုက်တယ်ပေါ့နော်ဝါဆာဘီနဲ့လည်းစားမယ် ยาเดูว่ายังปวดเลยวะเนาะที่มาที่จะพูดแต่ยาเลยสรยังเลสัตเลยพี่ยังซีแต่เลยวะเนาะสุดท้ายเรื่องสาธิตไหมไทยซอสก่อนนะดูไทยซอสเหน้าตาแล้วมันนี่เนี่ยเลย

ก็ได้ครับเนาะหรือก็เปี่ยวเลยเพียงซีเลยซีเลยอ่ะถ้ามามาลงว่าเฟรชขึ้นได้หายอยู่เอาลงมากว่า ရှင်လဲရတယ်ပြီးတော့ကဖရက်ရှ်ဖစ်တဲ့ဆာရှိမီတွေလည်းအများကြီးရအဲ့တော့ဆာရှိမီကြိုက်တဲ့သူဆိုရင်ဖတ်တရားရတော့ဒီလိုသာစားတယ်မယ်ပေါ့နော်အရင် budget friendly လည်းဖြစ်တယ်ပြီးတော့လုံးဝ fresh ဖြစ်တယ်လုံးဝဒီတော့ပင်လယ်ကြီးကိုကြည့်ပြီးတော့ဆာရှိမီစားရတဲ့ feeling က အရင်မိုက်တယ်ပေါ့နော်ကဲဆာရှိမိလဲစားပြီးပြီဆိုတော့ဆိုတာကန်းချီရဲ့ညာဘက်အချမ်းကိုသွားပြီးတော့လေ့လာရပေါ့နော်အဲ့ဒီမှာတော့ဒီလိုမျိုးခုံလေးတွေနဲ့မိသားစုတွေအများကြီးပစ်နစ်ထွက်ကြတယ်ပြီးတော့ဒီနေ့ကလည်းဆန်ဒေးဖြစ်သွားတဲ့အတွက်မိသားစုတွေအကုန်လုံးကပေါ့နော်ကလေးနဲ့ကိုမိသားစုကိုအချိန်ပေးကြတယ်ပေါ့နော်အဲ့ဒီမှာအားလုံးကထိုင်းလိုကယ်တွေများပါတယ် foreigner နဲ့ပေါ့နော် အဲ့ဒီမှာကလေးလေးလေးဆိုတော့အဲ့လိုတဲတောင်ထဲမှာပြေးပြီးဆော့နေတာပြီးတော့အဲ့လိုကိုယ်ကပြန်ခံနေမှာပေါ့နော်ကန်းချီရောလို့ထပ်ပြီးတော့မမြင်ရတော့ဘူး beach ကိုထပ်မကြည့်ရတော့ဘူးထင်တာအစားတော့ plan ကဒီကန်းချီကိုရှိမှန်းမသိဘူးပေါ့နော်အဲဒီ sashimi market ရှိရယ်ဆိုလို့ဒါလာလိုက်တာ ပြန်လွတ်လို့ရနေပြီပေါ့နော်အချိန်လေးလိုသေးရဆိုတော့စကန်ချိန်မှာဒီခုံလေးကြီးပလက်ကလက်ထိုင်လေးတွေပေါ့နော်သူကတော့တခုံကိုဘတ်60ပေးရတယ်အဲ့ဒါပေးပြီးတော့ခဏအနားယူလိုက်ပါတယ်ပေါ့နော်သူ့ရဲ့ရှေ့မှာလည်းအဲကြောက်ဆောင်ကြီးကအရင်လာတယ်သူပြမယ်နော်ချက်ချစ်ကြည့်လိုက်ပြီးတော့မိုးကလည်းရွာတော့မှာဆိုတော့လေအဲ့လိုတချင်မိုးအောင်လာပြီးတော့အရင်နေလို့ကောင်းလေ ီဟာဆိုရင်ကြည်ကြည်လိုက်ဟိုဘက်ခြမ်းမှာမိုးရွာနေပြီပေါ့နော်အရင်လာတာပဲအဲ့ဒီ view ကိုမြင်ရတာလေတကယ်လုံးဝအရမ်းမိုက်တယ်ဟိုဘက်မှာမိုးကြီးရွာနေကိုယ်စီရောမကြခင်ရွာတော့မှာပေါ့နော်ဒါပေမဲ့ဟိုဘက်မှာကြိုးရွာနေအောင်မြင်ရတာလေအရင်လာတာပဲဒီလားမိုးရီရလေးရွာနေပြီဆိုတော့လေရေတွေကလည်းတရေရေနဲ့တက်တာအရမ်းမြန်တယ်။ကြောက်ဆောင်ဟိုးဘက်ကနေပြီးဒီဘက်ကိုလေရေတွေအများကြီးပဲမြန်တက်လာခဲ့ အဲ့နဲကြောက်ဆောင်မမဖြူဖြူလေးတွေကဘာလေးတွေလဲတည်လားအဲ့ကမာလေးတွေတော့သေးလေးတွေပေါ့နော်အဲဆိုရလဲဟိုနာကြည့်ဒီနာကြည့်နေအဲမိုးအောင်နေတဲ့အချိန်ပေါ့နော်ကြောက်ဆောင်ကိုချော်မကြအောင်လည်းဖိတ်အပြီးထားရပြီးရအဲ့ပြီးတော့အာဒီဒီဘေးမှာပေါ့နော်ကမာလေးတွေထုနေတာတွေ့ရောဆိုပဲလိုက်ထုပြီးတော့စားကြည့်ပါရပေါ့နော်သူကတော့ဆက်ဆက်ဥရင်စားရတော့နည်းနည်းငဲ့နေပြီးတော့ချာတော့ အအချိုလေးရပေါ့နော်အဲ့လိုပုံစံမျိုးလေးဒါပေမဲ့အများကြီးတော့စားခဲ့ပါအောင်နှစ်ကောင်ပေါ့နှစ်ကောင်သုံးကောင်တော့ပါဒီပါလို့ ਨੇ ပြန်ရောမဲ့ချိန်ကြီးလာပြီဆိုတော့စုတော့ပြန်ရောမဲ့ပေါ့เนาะအဲ့တော့ကာကိတ်ကိုတော့ပါရောမဲ့အားလုံးမဲ့တက်တာနောက်ထပ်ဗီဒီယိုပြန်တွေ့ပါမယ်